မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ26ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ဒဝဲမြို့ဝဲကျုံထိန်လယ်ရလေရင်ကွင်းလမ်းမှာရှိတဲ့ယထာဘူဒ ပရိပတ်တိသာသနာရိတ်တာမှာမနေ့ကညနေ၄နာရီကထီးပြူဆောင်းပြီးတော့ပလင်ပေါ်မှာတရားပြခဲ့တဲ့ဥယီချင်းကိုဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နာမည်ကဥယီချင်းပါ။တရားပြလဲကောင်းတယ်။သူ့ရဲ့တပည့်တွေကယောက်ျားဆိုရင်ဝိဖြူ၊မိန်းမဆိုရင်ယောဂီဝိဆုံပဲဝိကြတယ်။ယထာဘူဒသာသနာရိတ်တာမှာတရားပြနေတာကြာပါပြီ။ ထီးဖြူဆောင်းပြီးတော့တရားပြတဲ့ပုံတွေလိုင်းပေါ်မှာပြန့်သွားလို့ဖမ်းခံရတာသူ့ကိုကိုးကွယ်တဲ့တဲမှာစစ်တပ်ကအရာရှိမိမတွေတောင်ပါတယ်လို့အဲ့ဒီရိတ်တာကပြည်သူတို့ကပြန်လည်ပြောပြထားပါတယ်စက်တဘာလ16ရက်နေ့ကအဋိဌံအောင်မြင်ရေး Facebook ကနေယထာဘုဒ္ဓပြိပတ်တိသာသနာရိတ်တာမှာဥယီချင်းကိုတပည့်တွေကထီးဖြူဆောင်းကစူးစုပ်ခဲ့ကြပြီးတော့ဥယီချင်းကပလင်မော်ကိုတက်ပြီးတရားပြခဲ့တဲ့ဓာတ်ပုံတွေကိုဖြန့်ဝေခဲ့ပြီးတဲ့နောက်ဖမ်းဆီးခံလိုက်ရတာပဲဖြစ်ပါတယ်သာသနာရေးနဲ့နှိစက်သူတယောက်ကမျိုးနယ်ကမသိတာမဟုတ်ဘူးသိတယ် ကောင်းတာလုပ်တာဆိုတော့ဘာမှမပြောပဲထားတာယထာဘူဒသာသနာရေးတာမှာတရားပြတယ်ဘုန်းကြီးတွေကိုဆုံးကတ်တယ်ဘုံကထိန်လုပ်တယ်ဆုံးကတ်ရင်ငွေဆုံးကတ်တာသူကိုယ်တိုင်လည်းသူ့ရဲ့ Facebook account ကနေပြီးတော့အမြဲတင်နေတာလို့ရှင်းပြထားပါဗါး2024ခုနှစ် November လ3ရက်နေ့ကယထာဘူဒပြိပတ်တိသာသနာရေးတာမှာပထမအကြိမ်စူပေါင်းမဟာဘုံကထိန်ကိုဥယီချင်းနဲ့တပည့်တွေကလှုပ်ဆောင်ခဲ့ပါတယ်လက်တလုံးမှာဥယီချင်းကိုတဝဲမျိုးမှရဲစခန်းကဘာသာတာသနာကိုစော်ကားမှုနဲ့ဆိုင်နေပုံမှန်196ကကြီးနဲ့ အမှုဖွင့်ထားတယ်လို့အုပ်ချုပ်ရေးနဲ့နှိစက်တဲ့သတင်းရင်းမြစ်တွေစီကသိရပါဗျ။စက်တဘာမလ20ရက်နေ့ကလည်းမူရုံမြို့နယ်နှီးပြောရွာတက်မှာထီးပြူဆောင်ကပလင်မော်ကိုတက်ပြီးတော့တရားပြခဲ့တဲ့ပိရိကတ်၃ဘုံမေတော်ကြီးစန္ဒာဒေဝီကိုရဲတွေနဲ့မြို့နယ်တန်ခါနိုင်ရကအဖွဲ့တွေကဖမ်းပြီးတော့ပုံမှန်295ကကြီးနဲ့အမှုဖွင့်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးမြို့မှာစိုင်းကယ်ကယ်ရီသမားကိုစက်တဘာလ24ရက်နေ့ညနေပိုင်းမှာဇက်အယိုးကျိုးတဲ့အထိရိုက်နှက်ပြီးတော့စိုင်းကယ်လူရမှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇိုင်းကနိုင် GDP ရှေ့ကနေကောလိပ်ဖျားသုံးစုအချော်ရွာအထိစိုင်းကယ်ကယ်ရီငှားခဲ့တာကြောင့်စိုင်းကယ်ကယ်ရီသမားဟာလိုက်ပို့ခဲ့ရာကနေကောလိပ်ဖျားသုံးစုအချော်နားရောက်မှာရိုက်နှက်ခံရပြီးတော့စိုင်းကယ်လူရခံလိုက်ရတယ်လို့သိရပါတယ်။ကယ်ရီငှားလာတာကအသက်30အရွယ်ပိန်ပိန်တဲ့သူက ကောလိပ်ဖျားသုံးစုအကျော်ကိုသွားကျင်တယ်ဆိုပြီးတော့ပို့ခိုင်းတာညနေကယ်ရီသမားကလိုက်ပို့တာကိုအဲ့ဒီသူပြောတဲ့နာလူပြက်တဲ့နေရာရောက်မှာဇက်ကိုထုရိုက်ပြီးတော့ဆိုင်ကယ်ကိုလူသွားတာပါဆိုင်ကယ်သမားကဇက်အယိုးချိုးသွားတယ်လို့ဒေသခံတဦးကအတည်ပြုပြောကြားထားပါဗျ။ရိုက်နဲ့လူရခံရသူဟာမထနိုင်တော့ဘဲနဲ့ရေအိုင်အတွင်းမှာလဲကျနေတာကိုပတ်ဝန်းကျင်ကဝိုင်းကြည့်နေကြတယ်လို့သိရပြီးတော့အမြင်မတော်တဲ့ကားသမားတဦးကကားပေါ်ကိုတင်ပြီးဘကိုးဆေးုံကိုပို့ဆောင်ပေးခဲ့တယ်လို့ဒေတာဖရင်သတင်းအမြင့်ထံကသိရပါဗျ။ ပတ်ဝန်းကျင်ကလူတွေကဒီတိုင်းကိုဝမ်းကြည့်နေတာဗျာကားသမားတယောက်ကမြင်လို့ပေါ့ကားပေါ်ကိုတင်ပြီးဆေးရုံကိုပို့ပေးခဲ့တယ်လို့နောက်ထပ်ဒေသခံတဦးကအတည်ပြုပြောကြားထားပါတယ်ရိုင်းနိုင်ခံရတဲ့သူဟာဗကိုးဆေးရုံကြီးကနေရန်ကုန်ဆေးရုံကြီးကိုထမှန်လွှဲပြောင်းခဲ့ရတယ်လို့သိရပြီးဗကိုးမြို့မှာအာဏာသိမ်းပြီးတဲ့နောက်ပိုင်းလူရဲတပ်ဖြတ်မှုတွေမကြာခဏဖြစ်နေတဲ့အပြင်တရားခံပေါ်တာမျိုးလည်းမရှိဘူးလို့ဒေတာတွင်သတင်းများထံကစုံစမ်းသိရှိရကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြောက်ကိုရီးယားကမြန်မာစစ်တပ်ထံကိုလက်နက်ရောင်းချမှုမှာပါဝင်ပတ်သက်နေတဲ့လူပုဂ္ဂိုလ်9ဦးနဲ့ကုမ္ပဏီတစ်ခုကိုအမေရိကန်ကစီးပွားရေးဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြောက်ကိုရီးယားရဲ့ဥပဒေမဲ့လက်နက်အစီအစဉ်တွေဟာအမေရိကန်နဲ့မဟာမိတ်တွေကိုတိုက်ရိုက်ချင်းချောင်းမှုတစ်ခုဖြစ်နေတာမဟုတ်လို့ ပါဝင်ပတ်သက်နေတဲ့ငွေကြေးကွန်ရက်တွေကိုဖျက်သိမ်းချေမှုန်းသွားမှာပါလို့ American Banner ရဲ့ဝန်ကြီးဌာနအချက်ဖတ်မှုနဲ့ငွေကြေးဆိုင်ရာထောက်လှမ်းရေးတာဝန်ရှိသူ John K. Harley ကပြောကြားလိုက်ပါတယ်။ North Korea Korea Mining Development Training Company Limited KOMID နဲ့မြန်မာစစ်တပ်ကြားမှာလက်နက်ရောင်းဝယ်မှုလွဲကူချောမွေ့စေရေးအတွက်အဓိကကိုရကြီးတစ်ခုကို American ဖော်ထုတ်အေးအေးထားပြီးတော့ American ရဲ့အေးအေးမှုဟာမြန်မာစစ်တပ်ထံကိုလက်နက်ရောင်းချမှုများကိုဟန်တားရန်နဲ့ North Korea အစိုးရအတွက်အရေးကြီးသောရန်ပုံငွေလမ်းကြောင်းကို ိုဖြတ်တောက်ရန်ဖြစ်တယ်လို့သိရပါဗါး2022ခုနှစ်မှာမြန်မာနိုင်ငံက Royal Shunle Company Limited ကနေမြန်မာစစ်တပ်အတွက် KOMID Company နဲ့လက်နက်ရောင်းဝယ်ရေးသဘောတူညီချက်ကိုပထမဆုံးပွဲစားလုပ်ပေးခဲ့တယ်လို့သိရပါဗါး2023ခုနှစ်နှစ်ကုန်ပိုင်းကစတင်ပြီးတော့ KOMID ထံကနေလက်နက်များထပ်မံဝယ်ယူနိုင်ရေးအတွက် Royal Shunle Company Limited မှာဝန်ထမ်းကျော်သူမျိုးမြင့်နဲ့ CEO အမှုဆောင်အရာရှိချုပ်တင်မျိုးအောင်တို့ကတရုတ်နိုင်ငံကိုတွားရောက်ခဲ့တယ်လို့သိရပါဗါး ရိုင်ယယ်ရှုံးလေးကဝန်ထမ်းများကမြန်မာကိုယ်စားလှယ်အဖွဲ့အတွက်နော့ကိုရီးယားဗီဇာရရှိရေးအတွက်တရုတ်နိုင်ငံဘေကျင်းကိုတွားရောက်ခဲ့တယ်လို့သိရပါတယ်။ဘေကျင်းမြို့မှာရှိတဲ့ KOMID ကလက်ထောက်ကိုယ်စားလှယ်ကင်မြွန်ဂျူးကတခြား KOMID ကိုယ်စားလှယ်များတင်မျိုးအောင်ကျော်သူမျိုးမြင့်တို့နဲ့အတူမြန်မာစစ်တပ်အတွက်ရိုင်ယယ်ရှုံးလေးကနေတဆင်ဝေဟင်ဘုံနံမျိုးဝေဟင်စောင့်ကြည့်ရေးကိရိယာများအပြင် ရောင်းချပေးရန်ညှိနှိုင်းဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။ KOMID က ရိုင်ရှင်လက်ကော်မတီထံကိုဝင်းဟင်ဘုံလမ်းညွန်ကရိယာနမူနာများကိုစမ်းသပ်သုံးဆွဲရန်နဲ့နောက်ဆုံးအရောင်းအဝယ်ဖြစ်ရန်ပေးအပ်ခဲ့တယ်လို့သိရပါဗျ။မြန်မာစစ်တပ်အတွက်လက်နက်ပွဲစားလုပ်ပေးနေတဲ့ Ryan Shonley Company မှာအောင်ကိုကိုဦးကကုမ္ပဏီဒါရိုက်တာအဖြစ်နဲ့ပါဝင်ဆောင်ရွက်နေတယ်လို့သိရပါဗျ။ဒါကြောင့် Ryan Shonley Company နဲ့ကျော်သူမျိုးမြင့် တင်မျိုးအောင်အောင်ကိုကိုဦးတို့ကိုအမေရိကန်ကစီးပွားရေးတန်ခတ်ပိတ်ဆို့အရေးယူလိုက်တယ်လို့သိရပါတယ်။ Ryan Shelley Company ကိုကနေဒါနဲ့ဗြိတိန်တို့မှ2024ခုနှစ်အောက်တိုဘာလမှာ၎င်း2023ခုနှစ်ဒီဇင်ဘာလမှာဥရောပတမကတို့က၎င်းအရေးယူတန်ခတ်ခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်မြန်မာစစ်တပ်နဲ့လက်နက်အယောင်းဝယ်တွေမှာပါဝင်နေပြီးတော့မြောက်ကိုရီးယားရဲ့လက်နက်အစီအစဉ်များမှာပါဝင်နေတယ်။မြောက်ကိုရီးယားရဲ့ Korea Mining Development Trading Corporation Company က Kim Yong-joo နဲ့မြောက်ကိုရီးယားထောက်လှမ်းရေးဌာနက Nam Cho An တို့ကိုလည်း American ကဓာတ်ခတ်ပိတ်ဆို့အရေးယူလိုက်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းရွာငံမြို့နယ်ကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးနေပြီးတော့ပြည်သူတွေကိုဖမ်းဆီးကာနေအိမ်တွေကိုလည်းမိရှို့နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စက်တမလာဒုတိယဘက်ကရွာငံမြို့နယ်ရဲ့နောက်ဘက်ချမ်းကြောက်တော့ကြီးရွာကိုအင်အား120ဝန်းကျင်နဲ့စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ဆိုပါတယ်လက်တလုံးမှာနေအိမ်20ကျော်နဲ့ဇပကြီးတွေမိရှုခံထားရပြီးတော့ခွန်နန်နဲ့အွယ်ကလေးအပါဝင်စစ်ဆောင်ပြည်သူ6ဦးကိုဖမ်းဆီးသွားတယ်လို့အသိပေးထားပါတယ်ဖမ်းခါရတဲ့ပြည်သူတွေကကြောက်တော့ရွာဘက်ကပါအမျိုးသမီး3ဦးအမျိုးသား3ဦးစစ်ဆောင်ရင်းနဲ့ဖမ်းခါလိုက်ရတာဘယ်ကိုခေါ်သွားလဲတော့မသိရသေးဘူးလို့ DSN DA ကတာဝန်ရှိသူကရှင်းပြထားပါတယ် စစ်ကြောင်းထုံးနေတဲ့စစ်ကောင်စီတပ်မှမေထီလာခြေဆိုင်တပ်မ69ရဲ့အရှိပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်မ55လက်အောက်ခံတပ်တွေပါတယ်လို့လည်းသူကဆက်ပြောပါတယ်စစ်ကြောင်းထိုးတာကြောင့်ကြောက်တော်ရွာနဲ့ညောင်မင်းသာရွာကပြည်သူအယောက်600ထက်မနည်းစစ်ဆောင်နေရပြီးတော့စားနေရိတ်ခါပြက်လက်မှုတွေအကြီးအကျယ်ခံစားနေရတာကြောင့်ပြည်သူတွေဝိုင်းဝန်းကူညီပံ့ပိုးပေးကြဖို့ကိုလည်း DSNDA ကမြစ်တာရက်ခံထားပါတယ် စစ်ကောင်စီတပ်ကရွာငံမြို့နယ်ကိုဩဂတ်လကစပြီးတော့အင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေတာပဲဖြစ်ပါတယ်အထူးသဖြင့်မေဒီလာခရိုင်နဲ့ထိစပ်နေတဲ့ဘာရွာငံမြို့နယ်တွေကရွာတွေကိုဥတီစစ်ကြောင်းထိုးနေတာကိုတွေ့ရတယ်လို့စစ်ရေးသတင်းရေးမိကပြောပါတယ်ရွာငံမှာစစ်ကောင်စီအင်အား900ကျော်တဲ့သတင်းရဆိုရင်ရွာငံကိုအင်အား1000တိစင်းမယ်လို့သိရတယ်တရားမဝင်ရွေးကောက်ပွဲ လုပ်နိုင်အောင်လို့နယ်မြေရှင်းနေတာလို့သူကရှင်းပြထားပါတယ် ်ဩဂတ်လကမင်းပလောင်ရွာကစစ်ပေးဆောင်ပြည်သူတွေနေထိုင်တဲ့တောတဲကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့်စစ်ဆောင်တဲတွေကိုမိရှုခဲ့တာတွေလည်းရှိတယ်လို့ DSNDA ကဖော်ပြထားပါတယ်။ညောင်မင်းသာရွာနဲ့ကြောက်တော်ရွာတွေကိုလည်းဩဂတ်လ16ရက်နေ့နေ့လယ်ပိုင်းက Jet Fighter တစ်စီးရဟရင်2စီးသုံးပြီးတော့ဘုံးတွေကျဲချခဲ့ပြီးနေအိမ်အလုံး30ကျော်မိလောင်ပြစီခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးကညာနာရုံးမှာအခုရက်ပိုင်းအတွင်းမော်တော်ယာဉ်တွေတက်တန်းတိုးတဲ့အခါမှာယင်မှန်ကန်မှုရှိမရှိမဖြစ်မနေစစ်ဆေးတဲ့ကိစ္စစတင်ဆောင်ရွက်ခဲ့တဲ့လကစပြီးတော့နေတိုင်းနေပါတရက်ကိုပြမ်းမြကား၂စီးနဲ့အထက် တိမ့်စီခံရရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကောင်းကျနာရုံမှာမော်တော်ယာဉ်တပ်တန်းတိုးတာယင်မှန်မှန်မှန်စစ်ဆေးတာတွေကိုကိုဗစ်ကာလကစတင်ပိတ်ပင်ထားခဲ့ပြီးတဲ့နောက်ပိုင်းမော်တော်ယာဉ်ရောင်းချမှုတွေမှာမတမာမှုတွေဖြစ်ပေါ်ရာကနေပြန်လည်စစ်ဆေးတဲ့အခါမှာအခုလိုမျိုးတိမ့်စီခံရရတာပဲဖြစ်တယ်လို့သိရပါတယ်။အခုကားတွေကဖြက်ဆက်တွေကောင်းတဲ့အပိုင်းတွေကိုယူဖြတ်ပြီးတော့ပြန်ဆက်ပြီးရောင်းနေကြတာမသိတဲ့သူတွေကပွဲစားတွေဂျင်းထဲသမျှခံနေရတာပေါ့သူတို့မှဈေးကြီးပေးပြီးတော့ဝယ်ထားရတာ အခုရင်စဲလဲလို့ရောအကုန်သိမ့်ခံရတာဝယ်ပေးတဲ့ပွဲစားကလည်းတာဝန်မယူတော့ကားပိုင်ရှင်တွေခမကားသိမ့်ခံရလို့ပတ်စံလဲကုန်လူလဲဒုက္ခရောက်နေကြရတယ်လို့ကာညာနာဝန်ထမ်းတို့ကပြောပြထားပါတယ်မော်တော်ယာဉ်စစ်ဆေးရမှာဖြတ်ဆက်ရင်နေနဲ့ရင်မှန်ကန်မှုမရှိတာကြောင့်တရားဝင်မှတ်ပုံတင်ထားမှုကိုပြန်လဲရုပ်သိမ်းခံရတာတွေလည်းရှိနေတယ်လို့သိရပါတယ် တိုက်ထားတဲ့ကားတွေအထဲတွေက body frame တွေကိုကောင်းတဲ့ကားကဟာတွေကိုဖြတ်ဟိုဖြတ်ဒီဆက်နဲ့လှုပ်ထားတဲ့ဟာတွေပေါ့ line စင်ကားက Chelsea နံပါတ်ကိုဝိတောက်ကားမှာပြန်ပြီးဂဟေဆောင်ကတ်ပြီးရောင်းတာတွေလည်းတွေ့ရတယ်ရင်း line စင်တက်တန်းကုံသွားလို့လာတိုးကြတော့အဲ့ဒါတွေကိုစစ်ဆေးတွေ့ရှိပြီးတော့အသိခံရတာပါ အခုကစစ်ဆေးတာကအရင်နဲ့မတူတော့ဘူးတအားကိုတင်းချက်တယ်ကျန်းတယ်ကားဘေးကပါးချမ်းနေအနောက်ချမ်းကအစတစည်းလုံးကိုခွာစစ်တာတချို့ရက်တွေဆိုရင်ဆယ်စည်းခုနှစ်စည်းလောက်အသိန်းခံနေရတယ်ပုံမှန်တနေ့နှစ်စည်းကတော့ပြေးမလို့ဘူးအသိန်းခံရတာလို့ကညာနာကဝန်ထမ်းတို့ကပြန်လည်ပြောပြထားပါရယ်ကညာနာမှာမော်တော်ယာဉ်တက်တန်းတိုးတဲ့အခါတိုင်းမှာရင်းမမမစစ်ဆေးတာကိုလည်းပြန်လည်စီစစ်ပေးရကနေအခုလိုမျိုး မော်တော်ယာဉ်မတမာမှုတွေကိုတွေ့နေရပြီးတော့နေနာသူအများစုဟာကားအကြောင်းနားမလဲတဲ့အခြေခံလူဒန်းစားတွေသာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်ကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကအသက်၁၄နှစ်အရွယ်မိန်းကလေးငယ်ကိုစစ်တပ်ကမရင်းကျစ်တပ်ဖြတ်ခဲ့ပြီးတော့တန်ဃာတော်တပားအပါအဝင်စုစုပေါင်းပြည်သူ၄ဦးကိုရရဆက်ဆက်ပြစ်တက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမလာ၂၄ရက်နေ့ညနေပိုင်းကကြောင်မဲမြို့နယ်နားအိမ်ခန့်ရွာအနီးတန်ဃာတော်တပားနဲ့စစ်ပင်းဆောင်သားမိ၃ဦးဖြစ်တဲ့အသက်၄၈နှစ်အရွယ်ဒေါ်လျံ တမီးဖြစ်သူအသက်16နှစ်အရွယ်နန်းသိန်းစာတားဖြစ်သူအသက်17နှစ်အရွယ်စိုင်းမောင်တို့ကိုစစ်တပ်ကတွေ့ရှိသွားတယ်လို့သိရပါဗါးအဲ့ဒီနောက်စစ်တပ်ကအသက်16နှစ်အရွယ်နန်းသိန်းစာကိုမရင်းကျင်ပြီးတော့ပထမဦးစွာတပ်ဖြတ်ခဲ့တယ်လို့သိရပါဗါးဒါအပြင်ဒေါ်လျန်နဲ့စိုင်းမောင်တို့ကိုလည်းပြစ်ခတ်တပ်ဖြတ်ခဲ့ပြီးတော့တန်ဃာတော်ကိုဂျေးဝါနားမာတဲ့ တတ်ဖြတ်ခဲ့တယ်လို့သိရပါတယ်အသက်ခံတဲ့သူတွေကစေဘေးရှောင်နေတဲ့နိုင်ခန့်ကြီးပါကပါမိန်းကလေးငယ်ကိုမရင်းချင်းတတ်ဖြတ်ခဲ့တာမြင်လို့တောင်မကောင်းဘူးအမေရောမောင်လေးကိုပါတတ်သွားတယ်ဦးစင်တစ်ပါးကိုလည်းတတ်သွားတယ်စုစုပေါင်းတိတ်ဆုံးတာ၄ဦးပါစစ်တပ်အသုံးဆောင်တွေယူနီဖောင်းတွေဘောင်းမီတွေအဲ့ဒီတဲထဲမှာကြံခဲ့တယ်လို့ဖြစ်စဉ်ကိုသိရှိထားတဲ့သူကပြန်လည်းပြောပြထားပါတယ်ရှမ်းကျောင်းသားတမကကလည်း ကြောင်မဲမြို့နယ်မှာစစ်တပ်ကအသက်မပြည့်သေးတဲ့မင်းကလေးငယ်တဦးကိုအရမချစ်တပ်ဖြတ်ခဲ့ကတန်ခါတပါအပါဝင်စုစုပေါင်းပြည်သူ၄ဦးကိုတပ်ဖြတ်ခဲ့ကြောင်းမနေ့ကသတင်းထုတ်ပြန်ထားပါတယ်အသက်ခံထားတဲ့မိသားစုဝင်၃ဦးနေထိုင်တဲ့တဲထဲမှာ စစ်ကောင်စီတပ်သားတွေရဲ့ယူနီဖောင်းများကျန်ရိုက်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးအပြစ်မဲ့တဲ့ပြည်သူများကိုစစ်ရာဇဝတ်မှုကျူးလွန်နေတဲ့စစ်ခွေးတပ်နဲ့ပူးပေါင်းဆောင်ရွက်ခြင်းမျိုးမပြုလုပ်ကြရန်အရေးယူပေးရန်ကမ္ဘာနိုင်ငံအသီးသီးနဲ့နိုင်ငံတကာအဖွဲ့အစည်းများကိုရှမ်းကျောင်းသားတပ်မကကတောင်းဆိုထားပါတယ်။ရှမ်းကျောင်းသားတပ်မကအနေနဲ့ပြည်သူများအပေါ်ရာဇဝတ်မှုများကျူးလွန်လျက်ရှိတဲ့စစ်ရာဇဝတ်စစ်ခွေးများကိုရရနီးလန်းတဲ့အပြစ်ပေးအရေးယူသွားနိုင်ရန်ကူညီပေးသွားမှာဖြစ်ကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ ASEAN အဖွဲ့ဝင်မလေးရှားနိုင်ငံက မြန်မာနိုင်ငံသားများကိုဗီဇာမလိုဘဲနဲ့မလေးရှားနိုင်ငံကို14ရက်တွားရောက်လဲပတ်ခွင့်ပြုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လာမယ့်အော်တိုဘာလ1ရက်နေ့ကစတင်ပြီးတော့မြန်မာနိုင်ငံသားနိုင်ငံကူးလက်မှတ်ကန်ဆောင်ထားသူများအနေနဲ့မလေးရှားနိုင်ငံကိုကာလတူလဲပတ်မှုအတွက်ဗီဇာကင်းလွတ်ခွင့်ပြုလိုက်တယ်လို့သိရပါတယ်။အဲ့ဒီဗီဇာကင်းလွတ်ခွင့်မှာမလေးရှားနိုင်ငံအတွင်းရပ်ပေါင်း14ရက်နေထိုင်နိုင်ကြောင်းမလေးရှားတန်ယုံကပြောဆိုလိုက်ပါတယ်။ဒါပေမဲ့ဗီဇာကင်းလွတ်တဲ့အစီအစဉ်ဟာမလေးရှားနိုင်ငံအတွင်းကိုတေချာပေါက်ဝင်ရောက်ခွင့်ရရှိမယ်လို့အာမခံခြင်းမျိုး ုံးမဟုတ်ပဲမလေးရှားလူဝင်မှုကြီးကြပ်ရေးအရာရှိရဲ့သဘောတူညီခွင့်ပြုချက်ပေါ်မူတည်နေတယ်လို့သိရပါဗါးအတော့ပြန်လေးလက်မှတ်ဟိုတယ်ဘိုကင်ရှိုးမန်နီမလေးရှားကိုလာရောက်တဲ့အကြောင်းရင်းစရာတွေကိုတေးသေးချာချာစီစဉ်မဲ့အခြေအနေရှိပါတယ်မြန်မာနိုင်ငံသားတိုင်းဗီဇာမလိုဘူးဆိုပေမဲ့သူတို့ဘက်ကတော့တေးချာကိုစီစဉ်မှာကတေးချာပါတယ်တကယ်သွားလာမဲ့သူတွေကတော့အခုနောက်ကပြောတဲ့လိုအပ်ချက်တွေကိုတေးချာပြင်ဆင်ပြီးတော့သွားတင်ပါတယ်လို့ရန်ကုန်အခြေစားမလေးရှားထိုင်းနဲ့စင်ကာပူနိုင်ငံများကိုခရီးသွားဝန်ဆောင်မှုပေးနေတဲ့ တိုးကော်မတီတစ်ခုကတုံ့တက်ပြောဆိုထားပါတယ်မလေးရှားနိုင်ငံဟာလောက်ခလာစာမြန်မာချင်းကြောင့်မြန်မာနိုင်ငံသားများဟာတရားဝင်ရောတရားမဝင်ပါလမ်းကြောင်းအမျိုးမျိုးနဲ့တွားရောက်ပြီးတော့အလုပ်လုပ်ကိုင်နေကြတဲ့နိုင်ငံတစ်ခုလည်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ